လူများပြားတည်ဆုံးတယ်လို့အတိမ်မပြုတ်နိုင်တဲ့သတင်းများထွက်ပေါ်နေခြင်းနဲ့အတူရွေးကောက်ပွဲကဝရုံသုံးခအချိန်နှစ်ဖြစ်သူပြောင်းလဲစေခဲ့ပြီးနောက်တရက်အကြာမှာတန်ဇန်နီးယားနိုင်ငံကဆက်သွယ်ရေးများဖြတ်တောက်ထားခြင်းနဲ့အတူလော်ဒောင်းချထားခဲ့ပါတယ်။တမရဆာမီယာဆိုလိုဟူဟာဆန်ကသွေးရရုခိုင်မာစေရန်ကြိုးပမ်းခဲ့ပြီးပြိုင်ဘက်မရှိတဲ့လောက်နေပါဖြစ်ခဲ့တဲ့ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီအတွင်း၌ဝေဖန်သူများကိုအတန်တိတ်သွောင်းအောင်လှောက်ဆောင်ခဲ့ပါတယ်။အဆိုပါရွေးကောက်ပွဲတွင်အ திக စိန်ခေါ်သူများမှထောင်ချခံထားရသည့်သို့မဟုတ်ရွေးကောက်ပွဲဝင်ရဲ့အရေးချင်းမပြည့်မီသူများဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။လူခွင့်ရေးအုပ်စုများကတန်ဆန်းနီးယားတွင်အကြမ်းဖက်မှုဇက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ရွေးကောက်ပွဲမတိုင်မီဝေဖန်ခဲ့ကြပါတယ်။ဒါပြင်ရေကောက်ပွဲနီးကပ်လာသည့်နောက်ဆုံးရက်များတွင်အထင်ကရပုံကူများပြန်ပေးဆွဲခံရမှုမြင့်တက်လာခဲ့တယ်လို့ လူခွင့်ရေးအုပ်စုများကပြောကြားခဲ့ကြပါတယ်။အောက်တိုဘာ29ရက်မှာ လုံခြုံရေးထူထပ်စွာချထားခဲ့သည့်တိုင်ဒါရက်ဆာလန်နဲ့အခြားသောမြို့များတွင်ဆန္ဒပြခဲ့သူရာပေါင်းများစွာကိုတားဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဆန္ဒပြသူများကငါတို့ရဲ့နိုင်ငံကိုငါတို့ပြန်လိုချင်တယ်ဆိုတဲ့သတင်းကိုတိဆိုခဲ့ကြပါတယ်။